Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့တရုတ်နိုင်ငံမှာအလူရှင်များစုပေါင်းကအခြေခံစားနပ်ရိက္ခာများလှူဒန်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံမှာအလူရှင်များစုပေါင်းကကာယကံမြေတာဖောင်ဒေးရှင်းဆရာတော်ဦးဆောင်ပြီးမအီဖြူပရာဟိတအသင်းသွေးလူငယ်ပရာဟိတအသင်းတို့ပူးပေါင်းကဒီကနေ့အော်တိုဘာလ25ရက်နနက်10:00နာရီက ရှမ်းကုန်းတိုင်းဒေသကြီးတကုံမြို့တဲ့အရှိပိုင်းမြို့နယ်138ရပ်ကွက်ရှိအင်ဂျီ190တွန်းစံသုံးပြီးစီ90သားနဲ့အာဟာရမုံများလှူဒန်းခဲ့တယ်လို့သိရပါတယ်။အဆိုပါလှူဒန်းမှုနဲ့ပတ်သက်ပြီးတော့လေကာယကံမြတ်တာဖောင်ဒေးရှင်းဆရာတော်မှအခုလိုမိန့်တော်မူပါတယ်။အဲ့တော့ဒီနေ့ကတော့ဘုံဘုံတို့ အဲ့ဒါမိုက်ယူဗရိုက်တာဖွဲ့သွေးဗရိုက်တာဖွဲ့နဲ့ကာယကံမေတ္တာဖောင်ဒေးရှင်းတို့အကျိုးဆောင်ရေးနိုင်ငံလူရှင်တွေကနေပြီးတော့အဲ့တော့အင်အောင်စု190ဆရာဟိုဆန်း3ကြီးနဲ့အဲကြက်ဥ5လုံးစီ90သာအဲ့တော့အာရဒနာမုတ်နေလာရောက်ပြီးတော့ကျူးကျော်တဲလေးတွေကိုလာရောက်လှူဒန်းဖြစ်တာဖြစ်ပါတယ်။အကျိန်အရောမရေတွက်နိုင်အောင်တော့နိုင်ငံလူရှင်တွေကဘုန်းဘုန်းတို့ဒီမိုက်ဖြူရှိတောက်ချောက်လှူပေးပြီးတော့ဘုန်းဘုန်းတို့ကဆောင်ရွက်ပေးပြီးတော့အဲ့တော့ဒီမြန်မာပြည်က အဲလူချင်းနေမလာနိုင်တဲ့အခါမှာကျူးဆောင်ပြီးတော့လူပေးတာဖြစ်ပါတယ်။အဲဘုန်းတော်ကရေဘေးတွေရောငရင်ဘေးတွေရောတဘောဘေးတွေမှာလည်းပဲတွားရောက်လူတန်းပါတယ်။အဲ့တော့ပြီးတဲ့အခါမှာအဲ့တော့ကျူးကျော်တဲလေးတွေမှာလည်းပဲတွားရောက်ပြီးတော့လူတန်းဖြစ်ပါတယ်။အဲတခြားတခြားတခြားသောလိုအပ်တဲ့နေရာလေးတွေမှာလူချင်းနေအာလူတန်းပေးရင်ဘုန်းတော်ကကျူးဆောင်ပြီးတော့ဆောင်ရွက်ပေးပြီးတော့အဲလူတန်းပေးဖြစ်ပါတယ်။အဲနောက်လည်းပဲထပ်ပြီးတော့လူအောင်มาဖြစ်ပါတယ်။အဲ့တော့လူချင်းတွေကိုလည်းပဲအထူးပဲ ဆရာဒီခုလိုမြန်မာပြည်မှာလှူပေးတဲ့အတွက်တရုတ်နိုင်ငံလူရှင်များကုသိုလ်ရှင်များကိုလည်းပဲအထူးပဲကျေးဇူးတင်ကြောင်းပုံဝနေပြီးတော့ဒီကနေ့ပြောကြပါတယ်ကျမချမ်းသာကြောင်းဒီထက်မှကလူနိုင်တတ်နိုင်ပါစေလို့လည်းပဲဆုတောင်းမေတ္တာပို့သပေးပါတယ်တရုတ်နိုင်ငံကလူရှင်တွေကအမအကိုကူညီခိုင်းတာပေါ့နော်အကျိုးဆောင်ခိုင်းတဲ့အတွက်ကြောင့်မလို့အမအကျိုးဆောင်ပေးတာပါဟိုရံဖန်ရံခါလောက်ပေါ့ဒါပေမဲ့လည်းရံမရံခါဆိုပေမဲ့လည်းတော်တော်များများတော့အကျိုးဆောင်ခဲ့တာတော့အချိန်မောင်းမြများတာဖြစ်ဆရာတော်နဲ့အတူတူပေါ့ အဲနှစ်နှစ်သုံးနှစ်နီးပါးလောက်တော့ရှိပြီရှင်ရေဘေးကနေစပြီဒီအရှိတကုံရေဘေးကနေစပြီတော့ပဲဆရာတော်နဲ့လက်တွဲဖြစ်တာရှင်လက်တွဲပြီးတော့ဒီအလူတွေလုပ်ဖြစ်တာရှင်အဓိကတော့စားနပ်ရိတ်ခါနဲ့အလူအလူငွေတို့အလူငွေတော့အမတို့ကမလူပြဘူးရှင်ဘာဖြစ်လို့လဲဆိုတော့တရုတ်နိုင်ငံအလူရှင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့တို့ကကြတော့အစားအသောက်ကိုပဲအဓိကအလူစားနပ်ရိတ်ခါကိုပဲအဓိကအားတာရမှုလို့အစားအသောက်ပဲလူပြတာပေါ့ဆန်စီအဲ့လိုမျိုးပေါ့လေပြီးရင်ထမင်းချက်လူရယ်ပေါ့အဲ့လိုမျိုးတွေလူပြတာရှင်ဟုတ်ဒါနဲ့ဒီမှာစားအေးအေးအတိုင်းရေဘေးလဲ နှက်လူပြီးပြီးပြီးတော့နေပြီးတော့ဘက်တွေလည်းလူပြီးပြီးအဲပြီးတော့ကြာတော့ဟိုဟာဘက်တွေပေါ့ဒီ AR တိုင်းတောက်လျှောက်ရေရေဘေးကတော့အနှံ့ပဲလူပြစ်တယ်ရှင်ငလျင်ဘေးလည်းလူပြစ်တယ်ရှင်အဲ့ဒါကကြာတော့ဘယ်လိုပြောရမလဲဆိုတော့အလှရှင်တွေကလူခိုင်းနေသေးတော့မလှူမှာပါဒါပေမဲ့လည်းတကယ်လိုအပ်တဲ့နေရာကိုပဲလှူတာဘယ်လိုအရန်လိုအပ်တဲ့နေရာမျိုးပေါ့အခုလိုမျိုးကျူတဲလေးတွေအချင်းမပြေတဲ့နေရာလေးတွေကိုအဓိကလှူရပါရှင်ဟုတ်ပါဘူးရှင်တွေကိုပဲအကျေစုတင်ကြောင်ပြောချင်ပါတယ်အမကကိုစားလှူပေးရတာဆိုတော့လေလှူရှင်တွေလှူပေးလို့ပဲအမလည်းတော်တော်များများလှူခဲ့ရတာဆိုတော့လေအဲအကြောင်းလှူရှင်တွေကိုစား အကုန်လုံးကိုအဲ့လိုမျိုးဒီထက်မှကလည်းလှူချင်ပါတယ်လို့ပြီးတော့အလှူရှင်တွေဒီထက်မှကလှူနိုင်တန်းနိုင်ပါသေးလို့ပဲဆူတောင်းပေးရမှာပေါ့